ားလုံးပဲမင်္ဂလာပါဘေးရင်ဝေးမှာကြိုးစားပါတယ်ကျွန်တော်မနောပြည်ကျင်ဆရာကျွန်တော်ကိုကြိုးစားပါလွန်ခဲ့တဲ့လကဆရာစီမှာကလေးမိဘရရွေးပြီးသမီးလေးအတွက်နာမည်ပေးခဲ့တဲ့တယောက်ပါဆရာအခုကကုမ္ပဏီလုပ်ငန်းလေးနာမည်ပေးခြင်းလို့ပါကျွန်တော်မွေးကွန်းက1993 ဖေဖော်ဝါရီ15ရက်မနက်ပိုင်းမွေးဖွားပါတယ်လက်ရှိမှာကွက်လက်ကုမ္ပဏီနာမည်နဲ့တရုတ်ကနေပြီးတော့ယောဂရှာဖွေရေးတခဲခဲသုံးပစ္စည်းလေးတွေတွင်ပြီးတော့လက်ကသဘောမျိုးနဲ့ပြန်ရောက်ပါတယ်ဆရာသူလာပရိနေတခြားပစ္စည်းလေးတွေလည်းကြုံရင်ကြုံတယ်လို့လုပ်ပါတယ်ကျွန်တော်ဥစားပြီးတခြားတငယ်ချင်းနှစ်ယောက်နဲ့စုစုပေါင်း၃ယောက်ဆက်တူလုပ်တာပါဆရာအဲ့ဒီတုန်းက နမိရွေးရကောင်းမသိခဲ့ပါဘူးခုက ကျွန်တော်တယောက်တည်းပြန်လုံมาပါအဲ့ဒါကောင်းတဲ့နမိအသေးလေးကြာကြာနာနာပြေးပြီးတော့ online မှာလက်လီရောင်းတဲ့စိုင်းသဘောမျိုးလေးလှုပ်ရှင်တာပါဘလို့နမိလေးတွေစင်ပြေနိုင်မလဲဆရာရွေးချက်ပေးပါဦးပြီးတော့ကျွန်တော်ဘက်သားနမိစဉ်းစားလို့ရဘလို့တန်တွက်စပြီးဘလို့တန်တွက်စင်ပြေမလဲပြောပြပါဆရာ ်အင်္ဂလိပ်နာမည်တည်တဲ့အမိပေးချင်တာပါလုပ်ငန်းနာမည်ပေးတဲ့လုပ်ငန်းကဘယ်လာတဲ့ဘယ်ရက်ထဲမှာမှစဆာရပါတယ်ဆရာအေဘီလာကုန်လောက်ဆိုရင်ရောဆရာဘယ်လိုမြင်လဲမသိဘူးဘယ်လာဘယ်ရက်ဘယ်ဖြစ်ဖြစ်ရပါတယ်ဆရာရက်ဝေးလေရပါလိမ့်တင့်တော်သလိုညွှန်ကြားပေးပါဆရာအကောင်မှာညံပူတော်ကတသိန်းလွှဲထားပါတယ်ဆိုပြီးမေးမြန်းထားပါ သူကမာဘုတ်သုံးခြင်းဘွားတနင်းလာသားအထွန်းဘွားဖြစ်ပါလေသူလုပ်ငန်းကအနေချလုပ်ငန်းဖြစ်ပါလေဒါကြောင့်မာဘုတ်အရာတကားသူလုပ်ငန်းအရာတကားတင်းပြတ်တဲ့အင်္ဂါအစစနေဆုံးနဲ့မြွေးချယ်မိပေးရမည်ဖြစ်ပါအင်္ဂလိပ်ကနေပြည်ပညာရဲ့အရာရွေးချယ်ရရင်သူကဖေဖော်ဝါရီ15ရက်မှာမွေးဖွားတဲ့သူဖြစ်တဲ့အတွက် မူလကနေရှိကနေရတော်သူဖြစ်ပါဇန်နဝါရီလ22ရက်မှာဖေဖော်ဝါရီ20ရက်အတွင်းမွေးဖွားသူများဟာဘယ်သူမှမဆိုမွေးလာတင်ချာရှိရတော်သူများဖြစ်ပါလေမွေးလာတင်ချာရှိရတော်သူများအတွက်ကျိုးပင်းနမီကစက်ခုကနေရတော်အမိများနဲ့အလွန်ကျိုးပေးပါလေသူ့အတွက်ရှင်ကနေရတဲ့အမိများကျိုးပေးတယ်ဆိုပေမယ့် 26ခန်း35ခန်းများကနေတော့အကျိုးမပေးပါဘူးပထမဆုံးအင်္ဂလိပ်နာမည်ပေးရန်အတွက်အက္ခရာနဲ့သင်္ချာကောက်ယူပုံကိုသိရှာကြည့်ပါမဟာဘုပ္ပညာယအင်္ဂါစစနေဆုံးနမီတံအတွက်ရွေးချယ်ပေးရမည်ဖြစ်ပါသည်။ပြီးနမီတင်ချာယ ဆက်ခလုံးကနေရတော့မိရွေးချယ်မိဖြစ်ပါတယ်ဥပမာရွေးချယ်ထားပုံကိုသိချာကြည့်ပါသူလုံငန်းအတွက်စက်ခွန်ကနေရသွန်နေမိများဆယ်မျိုးရွေးချယ်ပေးလိုက်ပါတော့တယ်။အားလုံးပဲမိတ်ဆွေများပူဇော်ရရမယ်ထင်ပါတယ်။ရှင်လည်းချက်မိကြပါခင်ဗျာ။